ကဲဒါမျိုးရေဒါဆန်ဆရာတို့11 to 20 exercise နော်လုပ်ကြရအောင်ကဲဒါဆိုရင် fill in the blanks နော်ဒါမျိုးလိုအပ်တဲ့နေရာမှာသူ့လိုတဲ့ကဏ္ဍလေးတွေကိုဖြည့်ပေးရမယ်ကဲဒါဆိုစလိုက်ကြအောင်ဟုတ်ပြီပထမဆုံးကြည့်ပါဘာသူကစားလာကြရ blank ကြီးပေးတာတယ်နော်ပေးတာပြ12တဲ့ဆိုတော့စဉ်းစားမှာ12မလာခင်12အချိန်မှာပါရှိလေမှန်တယ်11ကဲဒါဆို11ဖြည့်လိုက်မယ် very good ကဲဒါဆို12ပြီးသွားရင် ော် blank တခု ဖောက်ထားတယ်ကဲဒါဆို12ပြီးပါလာလေ yes 13 13ပြလိုက်ကဲပြီးတော့14နဲ့သူပေးထားတယ်ဟောပေးထားပြီးတော့လာပြီ blank တခုနော်14ပြီးတော့ blank တခုပေးထားတယ်ဆိုတော့14ပြီးရင်အဲ့နှလုံးပါလာမယ်ထင်လေဟုတ်တယ်15နဲ့16ကဲဒါဆိုရင်အဲ့ blank နှလုံးစာအတွက်15ဟိုဘက်တစ်လုံးမှာ16ကဲဒါပြီးရင်17နဲ့ပေးထားတယ် ။ဟောပေးထားပြီးတော့ blank နှစ်ခုထပ်လာပဲ။ကဲဒါဆို 17B ပါလာလဲ 18. ကဲဒါဆို8မှာ 18. ကဲဒါဖြင့် 18B ပါထပ်လာလဲ now blank မှာ 19. very good. ကဲပြီးသွားရင်တော့20ရာသူပေးထားတယ်ဆိုတော့0 fill in the blanks exercise ပြီးသွားပြီ။ကဲဒါတို့မျိုးတအားတော့ပါရင်ဆိုတော့0အခုလုတ်ခဲ့တာကเนาะ11 to 20ကို ဆရာတို့ရင်းနှီးတွေလည်းသင်ပြီးသွားပြီ exercise တွေလည်းလုပ်ပြီးသွားပြီဆိုတော့ဒါပြည့်စုံသွားပြီဆိုတော့အားလုံးပြန်စဉ်းစားကြည့်ရင်ဆရာတို့အခြေအားစပြီးတော့ဗားရီလေ့လာခဲ့လေ1 2 10လို့တစ်ခေါက် ဟုတ်တယ်မလားရင်းနှီးတွေလေ့လာခဲ့တဲ့ exercise လုပ်တယ်အခုလည်း11 and 20ဒီရင်းနှီးတွေလေ့လာတဲ့ exercise လုပ်တယ်နောက်အကုန်လုံးလည်းဆရာတို့လေးချောင်းမြင့်နေနဲ့လေးလှလေ့ကျင့်ပြီးသွားပြီကဲဒါဆိုဇာတို့တမီးတို့ရေဆရာတို့ဒီနော်ကဏန်းလေးတွေရေးတာတော့ဆရာတို့သင်ခန်းစာဒီလောက်ပါပဲဒါဆိုရင်ဇာတို့တမီးတို့အနေနဲ့ပို့ပြီးကျွမ်းကျင်သွားအောင်ခေါင်းထဲမှာပိုးဆွဲသွားအောင်ဒါလေးတွေကိုဆရာသင်ပြထားတဲ့နီလန်တိုင်းတစ်ခေါက်ပြန်ပြီးလေ့ကျင့်ဖို့တော့လိုတယ်နော်ကဲဇာတို့တမီးတို့ရေဒါဆိုရင်ဆရာဇာတို့တမီးတို့ကိုဒီသင်ခန်းစာ နှုတ်ဆက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်